အားလုံးပဲမင်္ဂလာပါရောအီဒီ channel ကနေပြန်လဲကြိုဆိုပါရစေအဲဒီနေ့က16/2025ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တင်ဆက်ရှင်တဲ့အကြောင်းအရာက NCA စနစ်ပြနှစ်ပတ်လည်နေ့မှာမင်းအောင်လိုက်ပြောသွားတဲ့စကားတွေကတော့တော်တော်များပါတယ်နော်အဓိကကတော့သူကောင်းကောင်းနေပြီပေါ့နော်သူတို့ကောင်းတာတွေလုပ်နေတယ်ဆိုတဲ့အကြောင်းကိုပြောသွားတာပေါ့နော်ငယ်ငယ်ကြီးအကြောင်းကိုပြောတယ်အဲ ပညာရေးကိုဘယ်လိုလေးထားကြောင်းပေါ့နော်နောက်ဆုံးအဆုံးပိတ်ကတော့စိတ်ဝင်စားစရာကောင်းတယ်။တိုင်းပြည်ဒုက္ခရောက်အောင်မလုပ်ကြပါနဲ့ဆိုပြီးမျက်နှာငယ်လေးနဲ့ပြောသွားတာတွေရတယ်ပေါ့နော်။အဲဒီနေရာမှာကျွန်တော်ပြောချင်တာကတိုင်းပြည်ကိုသူကိုယ်တိုင်ဖြည့်ဆည်းနေတာကိုသူကိုယ်တိုင်မသိဘူးပေါ့နော်။အဲတော့ငြိမ်းချမ်းရေးဖြစ်စဉ်တွေလည်းဒီလိုပဲ။ တို့ကိုယ်တိုင်ဒီငင်းငယ်ဖြစ်စဉ်တွေကိုကပြရပြလုပ်ခဲ့တာတိုင်းသားတွေကိုစိတ်ကောင်းချိတ်ပြီးခွေးသားမယောင်းပါနဲ့လို့ပါတော့ပြင်လို့နီလာကမှာပြောခဲ့တာတို့တို့ပဲပြောခဲ့တာပေါ့နော်အဲ့တော့ဒါပေမဲ့အခုတော့တို့ကပဲတကယ်ကိုငင်းငယ်လိုချင်တဲ့သူတွေ channel လူတွေကငင်းငယ်မလိုချင်လို့တိုင်းပြည်ကိုဖျက်လို့ဖျက်ဆီးလုပ်တယ်ဆိုတဲ့ပုံစံမျိုးတွေဒီခန္ဓာမှာဆွဆဲသွားတယ်ပေါ့နော်အဲ့တော့တိုင်းပြည်ကိုဒုက္ခပင်လေတွေကိုတွန်းပို့နေတဲ့သူကတိုင်းပြည်ဒုက္ခရောက်အောင်မလုပ်ပါနဲ့လို့ပြောတဲ့အခါ ဒါကရိုးရိုးလိမ်ညာမှုလားနောက်တစ်ခါအเจ้าတွေကိုပုံကျဲဖို့အမိန်ပေးနေသူသူကိုယ်တိုင်ပေးနေတာပဲလေနော်အเจ้าတွေကိုပုံကျဲနေကလေးတွေတည်တာနဲ့တော့မဟုတ်တော့နော်အဲ့လိုပုံကျဲပြီးတော့မှနော်တပ်ဖြတ်ဖို့အမိန်ပေးနေတဲ့သူကတစ်ချိန်တည်းမှာပဲပညာရေးဟာဦးစားပေးပါလို့ပြောနေတဲ့အခါကြီးညာနေတဲ့အခါဒီလိုလူတယောက်ရဲ့စိတ်အခြေအနေကဘယ်လိုမျိုးလဲသူကို စိတ်ဝေဒနာဆွဲကပ်နေတဲ့သူတရားလို့ကျွန်တော်တို့သုံးသပ်ခြင်းရရနိုင်မလားဘလို့မြင်ကွင်းนี่ထွက်ပေါ်လာမလဲဆိုတော့ကျွန်တော်တို့ချင့်ကပ်ကြည့်ရအခါမှာစိတ်ကြမ်းပါယေရှုတော်မှာကြည့်ရင်ဒီလိုပြင်းထန်တဲ့လုံရနဲ့စကလုံးนี่ကွဲလွဲမှုဟာဘာလဲဆိုတော့မိမိကိုယ်ကိုအထင်ကြီးလွန်းတဲ့ဇယိုက်ချုပ်ရင်ချက် narcissistic personality disorder npd လို့ခေါ်တဲ့လက္ခဏာရက်တွေနဲ့ထူးဆန်းစွာပဲကန့်ကျင်နေတာတွေ့ရတယ်6ချက်လောက်တော့ရှိတာပေါ့နော် တော့ပရမတ်တစ်ချက်ကပါတယ်ဆိုတော့ကိုကိုကိုကြီးကျယ်ခမ်းနားတယ်လို့မြင်နေအမြင်သူတို့ကိုသူတို့ထူးထူးခြားခြားအထူးခြားဆုံးအရေးကြီးဆုံးပုံကုတ်အဖြစ်ရှုမြင်ပြီးတော့မှလက်တွေ့ဘဝထက်ကျော်လွန်တဲ့အောင်မြင်မှုပါရမီနဲ့ပါဝါတွေရှိနေတယ်လို့သူတို့ကိုသူတို့ယုံကြည်နေတတ်တာအဲ့တော့သူတို့ကဘယ်လိုလူမျိုးတွေလဲဆိုတော့သူတို့ကိုသူတို့ဒီတိုင်းပြည်ရဲ့အဲတူဒီတဲ့တော့ကေတင်ရှင်ပေါ့အလိုအဆုံပုံကုတ်လို့သူတို့ကထင်နေကြတယ် เจ้าတွေကိုပုံကျဲတာလူတွေတတ်တာကအမှားမဟုတ်ဘူးအဲ့တဲ့ပုံမူကြီးမားတဲ့ပန်းနိုင်ဖြစ်တဲ့တိုင်းပြည်ငြိမ်းချမ်းရေးအတွက်မဖြစ်မနေလိုအပ်တဲ့သူရဲကောင်းဆန်တဲ့လုပ်ရလို့သူတို့ကိုသူတို့ဆင်ကြီးပေးပြီးတော့မှလက်ခံထားတယ်သူတို့ရဲ့စိတ်ထဲမှာတော့သူတို့သာမှန်ကန်တယ်အဲ့တော့သူတို့ပဲအရေးကြီးတယ်ကျန်တဲ့နေရာတွေကအရေးမကြီးဘူးမမှန်ကန်ဘူးအားလုံးကိုလက်တူရှုစရာပဲဒါသူတို့အမြင်ဒီလိုလူမျိုးတွေပေါ့နောက်တစ်ခုကအလွန်မင်းချီးမွမ်းတာပေါ့လိုအပ်တာလက်ခံတာပေါ့ အဲ့လိုပဲမေးအောင်လိုင်းအောက်မှာသူ့ကိုမြောက်စားချီးမွမ်းပြီးတော့မှเนาะအဘရဲ့လောရက်တွေကစမတ်ကြတယ်လို့เนาะအဘရဲ့ viewer တွေကဘလို့ဖြစ်တယ်လို့ဟာအဘမေးအောင်လိုင်းကဘလို့ဘာညာပေါ့เนาะဒီလိုပြောဆိုမှုတွေကိုသူတို့ကလူလာတယ်အတိမတ်ပြူတယ်ဒါကြောင့်လည်းအဲ့လိုပြောဆိုပြီးမြောက်ပင်ပေးနေလို့ရှေ့ရနေပေါက်တက်ရနေလုံနေတာပေါ့เนาะဒါတစ်ခုပေါ့နောက်တစ်ခုကတော့စာနာနားလည်မှုကင်းမယ်အင်းလေးလို့ဆိုတော့ leg god apathy ပေါ့เนาะ ခြားသူတွေရဲ့ခံစားချက်လိုအပ်ချက်ဆန္ဒတွေကိုစာနာနားလည်စွာမရှိဘူးဂယုမဆက်ဘူးအဲ့တော့ तू ကတော့ပညာရေးကိုဦးစားပေးတယ်လို့ပြောနေတယ်ဒါပေမဲ့ចောင်းဝင်းတဲ့ကလေးတွေရဲ့အသက်တွေကိုတက်ဖြတ်နေတယ်ဘလို့ပဲနာကျင်စေကောင်မို့သူတို့လုံးဝမခံစားဘူးကိုကျင်းစာတရားမရှိဘူးနားလည်ခံစားနိုင်မှန်းစာမရှိဘူးသူတို့မှာလူသားချင်းစာနာမှုဆိုတာမရှိဘူးအဲ့တော့သူတို့အတွက်ပြည်သူတွေရဲ့ဒုက္ခဟာ တို့အာနာတီမြဲရေးအတွက်ပေးဆက်ရမယ်ကိန်းကနတတ်တတာဖြစ်တယ်ဆိုပြီးတော့မှတို့ကသတ်မှတ်ထားလေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့နာဆစ်စတရဲ့သဘောပဲနောက်တစ်ခုကအခွင့်အထူးကံစိရှိတာစစ်တပ်တွေကကောင်းနေတော်တော်များများကအဲ့ရနဲ့တော့ကြိုက်တယ်နာဆစ်စတတွေကဒီအချက်တွေတွေကဒီအခွင့်အထူးကံဆိုတဲ့စိတ်ခံစားမှုနဲ့တို့ကနေထိုင်ရည်တည်ကြတယ်ဗျာ သူတို့ဒီအခွင့်အရေးကိုအထူးရသင့်တယ်ဒါမှမဟုတ်အထူးကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုပြီးတော့သူတို့ကသူတို့ယုံကြည်ထားတယ်အဲ့တော့ပြင်လောကမှာသွားရဆိုလို့ရှိရင်သူတို့ကိုအဥကျိုးရမယ်သူတို့ကိုလေးစားရမယ်သူတို့ကိုကြောက်ရွံ့ရမယ်အာယုံတယုံသွားရဆိုလို့ရှိရင်လည်းသူတို့ကယူနီဖောင်းဝတ်သွားပြီးတော့မှအဲ့ယုံသွားရဆိုလို့ရှိရင်လည်းသူတို့ဒီသူများတွေထက်ပိုပြီးတော့မှထုခဲ့တဲ့ဖြစ်တယ်သူတို့ကိုဝန်ဆောင်မှုပေးတဲ့နေရာမှာသူတို့ကိုဥစားပေးရမယ်ဒါမျိုးပေါ့အဲ့လိုအခွင့်ထူးခံစိတ်ရှိတဲ့သူမျိုးတွေ ဲ့ထဲမှာမရောက်နိုင်တဲ့ဥစ္စာပါတယ်။အဲ့ကောအဲ့စိတ်ကအောက်ခြေရောက်ကောင်းနေပါပါတယ်။အကုန်လုံးပါတယ်နော်။အဲ့တော့ဒီအခု narcissistic ရဲ့အခုကျွန်တော်ပြောတဲ့ငါအဲ၄ချက်ပေါ့နော်။၄ချက်ကတခြားမှမလွတ်သေးဘူးနော်။နောက်တစ်ခါသူသူတစ်ပါးကိုအမြတ်ထုတ်တာ။အဲ့တော့ကိုယ့်ရဲ့အကျိုးစီးပွားအတွက်အခြားသူတွေကိုအသုံးပြုတာ။အခုဒါပဲလေ။သူတို့ရဲ့အကျိုးစီးပွားအတွက်ခြားသူတွေကိုအသုံးချတာပဲ။အသုံးချတယ်တောက်လျှောက်အသုံးချတယ်နော်။ခြားသူအခုကျွန်တော်တို့ပါစာရရဲ့အသက်တွေကိုသူတို့အကျိုးစီးပွားအတွက်အသုံးချတယ်။ ဒီလိုပဲပြူပြူတွေပြည်သူစစ်တွေပြည်သူစစ်တွေရဲ့အသက်တွေကိုလည်းသူတို့ရဲ့အကျိုးစီးပွားတွေအတုံးချတယ်နောက်တစ်ခါ lobby တွေသူတို့အတွက်အော်ပေးနေတဲ့လူတွေ lobby တွေလည်းသူတို့ရဲ့အကျိုးစီးပွားတွေအတုံးချတယ်သူတို့အကျိုးစီးပွားကိုထိခိုက်လာတာနဲ့ဇော်ဘောင်းတို့ငါမင်းဆွေတို့အဲနောက်တစ်ခါယာစာကြီးတို့ဒီလိုကောင်မျိုးတွေကိုချက်ချင်းဖမ်းပြစ်တယ်ထောင်ထဲပြစ်ထည့်လိုက်တယ်ဒါမျိုးပေါ့နော်အဲသူတို့အကျိုးစီးပွားကိုထိခိုက်မယ်လို့ထင်လာတဲ့ကောင်တွေတစ်ကြိမ်တတိပေးနှစ်ကြိမ်တတိပေးလောက်တယ် ဟိုမှာကြော်ကြော်စိုးဥလိုပါတော့ဒီလိုမျိုးပေါ့เนาะအဲ့တော့သူတို့ကသူတို့ဘာပေါ့အမြတ်ထုတ်ဖို့အတွက်ဝင်မလေးတဲ့လူစားမျိုးတွေဖြစ်တယ်တဲ့ဒီ narcissistic ဝေဒနာတွေကနောက်တစ်ခုကဘာလဲဆိုတော့မနာလိုဝင်တို့တာတဲ့သူတို့ဘာကိုမနာလိုဖြစ်တာတဲ့နောက်တစ်ခုကသူတို့ဘာကကိုယ့်ကိုမိမိကိုပေါ့เนาะမနာလိုဖြစ်တယ်ဆိုပြီးတော့မှမာယွင်းစွာယုံကြည်တတ်တယ်တဲ့အခုမင်းအောင်နိုင်ကလည်းအဲ့လိုပဲတခြားသူတွေကသူ့ကိုမနာလိုဖြစ်နေတယ်လို့သူထင်တယ် အဲတခြားသူကိုလည်းသူကမနာလို့ဖြစ်တယ်အဲ့ဒါကတော့ကျွန်တော်တို့အမေတော်ဆန်းစုကြည်တို့အုပ်စုပေါ့နော်ဒီ NLD ကတိုင်းပြည်ကိုကောင်းကောင်းမောင်းနေနိုင်ခဲ့တဲ့အခါမှာသူမနာလို့ဖြစ်တယ်တောင်ဆန်းစုကြည်ကိုသူကတော်တော်ကိုမနာလို့ဖြစ်တာပါနော်ယောက်ျားတန်မင်းနဲ့တော်တော်မနာလို့ဖြစ်တဲ့လူမျိုးပါအဲတခြားသူတွေကိုလည်းသူ့ကိုမနာလို့ဖြစ်နေတယ်ဆိုပြီးမှမှားရင်းစာယုံကြည်တယ်ဒါကြောင့်သူကသူ့ကိုအာမခံမဲ့မနာလို့မဖြစ်မဲ့သူတွေကိုသာသူ့အနာမှာနောက်ဆုံးကြံခဲ့အောင်လို့ဖြုတ်ထုတ်တတ်တယ်လို့ဖြစ်တယ် စီနီယာတွေအကုန်တည်းသူလက်ကုန်သူပြောသမျှကိုကောင်းချီးခံမဲ့သူ့ကိုဘယ်တော့မှမနာလို့မဖြစ်မဲ့ကျော်စွာလင်းလိုကောင်မျိုးရဲဝင်းလိုကောင်မျိုးတွေသူ့ပေးမှာရောက်တာတွေပေါ့နော်ဒါတွေကိုသွားတွေ့ရတယ်အဲ့တော့ narcissistic personality disorder NPD လို့ခေါ်တဲ့ယောဂလက္ခဏာ6ချက်နဲ့မင်းအောင်နိုင်တစ်ချက်မှမလွတ်ဘူးအကုန်လုံးကန့်ညီနေတယ်ဒါတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုတော့တိုင်းပြည်ကိုတဲ့ဒုက္ခရောက်အောင်မလုပ်ပါနဲ့ဆိုတဲ့စကား အဲ့စကားကိုကျွန်တော်တို့ကြည်ပါအဲအဲ့ဒီရုပ်တံကိုကျွန်တော် my tv မှာကျွန်တော်တင်ပေးထားတယ်နော် my tv မှာကျွန်တော် reaction လုပ်ထားတာပေါ့နော်အဲ့ဒီမှာအဲ့ဒီအဆုံးသတ်မှာသူပြောခဲ့တယ်နော်အဲ့ဒီစကားကသူအမိန်တန်မဆန်ဘူးနော်အမိန်တန်တက်သူက one နဲ့ကြောက်ရွံ့နေတဲ့အတန်ပတ်ပါနေတာကိုဖော်ပြတယ်မျက်နှာကမှအဆပေါ့နော်မျက်နှာအမူအရာမှအဆအဲ့လိုမျိုးဖော်ပြနေတယ်ပေါ့ဒါဘာလဲဆိုတော့ခံစားချက်ပါတဲ့အတန်ဖြစ်နိုင်တယ်ကျွန်တော်တို့သုံးသပ်ရတာပေါ့နော် တော့တိုင်းပြည်ရဲ့အခြေအနေကိုလုံးဝတိမ်ကျုံနိုင်စွာမရှိတော့တဲ့အတွက်ဖြစ်လာတဲ့စိတ်ဖိစီးမှုကိုထုတ်ဖော်ပြသနေရလဲဖြစ်နိုင်တယ်ပေါ့နော်အဲသူတို့မျှော်လင့်ထားတဲ့တည်ငြိမ်မှုနဲ့အောင်မြင်မှုကိုရရှိဖို့ဝေးကွာလာတဲ့အခါမှာသူတို့စိတ်ထဲမှာဒီလိုကြာရှုံးမှုကိုကြောက်ရွံ့ခြင်းကနေပြီးတော့မှဖြစ်ပေါ်လာတဲ့နွမ်းနယ်မှုပေါ့ဗျာဒါကိုထုတ်ဖော်မိတာလဲဖြစ်နိုင်တယ်လို့သုံးသပ်လို့ရတယ်ဒီစကားကဘာလဲဆိုတော့ငါတို့ရဲ့ရန်သူတွေဒီထက်ဆိုးအောင်မလုပ်ကြပါတော့နဲ့ဒါမှ ငါတို့လည်းဒီအခြေအနေကိုစက်ထိန်နိုင်အောင်ပဲဆိုတော့အားနည်းတဲ့မေတ္တာရက်ခံတမ်းလည်းဖြစ်နိုင်တယ်ဒီလိုမျိုးသုံးသပ်လို့ရတယ်အဲ့တော့အဲ့ဒီစကားသံတွေကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ရဲ့တော်လိုင်းရေးအရှိန်ဟာသူ့ကိုတော်တော်လေးကိုဖိအားပေးထားနိုင်စမ်းရှိတယ်ဒါပေမဲ့သူကဒီနေရာမှာပါဝင်သုံးသွားလဲဆိုတော့ကျွန်တော်တို့ကသူ့ကိုဖိအားပေးခြင်းတဲ့တိုင်းမိကိုဒုက္ခရောက်အောင်လုပ်နေတယ်ဆိုတော့ narrative ကိုသူကသုံးသွားတာပေါ့နော်ဇလန်းကိုသုံးသွားတယ်ဒါကပါလဲဆိုတော့ပြောရလို့ရှိရင် အဲအဲ့လို PR တွေခံနေရတာကိုအဲသူ့အနေနဲ့ဖြစ်စမှုရှိနေတယ်လို့ပြသပေးမယ်တပတ်မှလည်းအဲ့ဒီကဟာဘာလဲဆိုတော့ဖြစ်နိုင်ကြီးရဒီခံစားချက်ပါတဲ့ဇာကားတွေက viewer မြောက်ကာကွယ်မှုလည်းဖြစ်နိုင်တယ်အဲ့တော့စိတ်ဝိတ္တနာ circuit နေသူလူမျိုးသူတို့ဟာကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်အမှန်တရားကိုသူက counter အဖြစ်ပြောင်းလဲဖို့လုပ်တတ်တဲ့သဘောရှိတယ်တဲ့ဥပမာဗျာအဲငါတို့ပုံကျဲတယ် ငါတို့ပုံကျဲတယ်ဒါပေမဲ့ငါတို့ကတိုင်းပြည်ကိုချစ်တယ်ဆိုတဲ့အတွေးကိုခိုင်မာအောင်လုပ်တာဟိုပြောရလို့ရှိရင်တည်မြင်မှုနဲ့မတူညီခြင်းကိုဖြည့်ရှင်းတဲ့သဘောပေါ့နော်တည်မြင်နေတာတခုဒါပေမဲ့လက်ရှိဖြစ်နေတာကတခုအဲ့ဒါကို तू ကဖုံးကွယ်တာပေါ့နော်ငါတို့ပုံကျဲတယ်ဒါပေမဲ့ငါတို့မှာတိုင်းပြည်ကိုချစ်တယ်ငါတို့ကចောင်းသားတွေကိုငါတို့ကမတတ်ချင်ဘူးဒါပေမဲ့အဲ့ဒီចောင်းသားအဲ့ဒီចောင်းတွေကိုငါတို့ရဲ့ရန်သူတွေကစခန်းဖြစ် အသုံးပြုနေလို့ပညာကြီးကိုကာကွယ်ဖို့အတွက်မဖြစ်မနေလောက်ရခြင်းပဲဖြစ်တယ်ဆိုပြီးတော့မှကိုကိုကိုစင်ကြီးပေးပြီးအဲ့လောက်ရက်ကိုတရားမျှတမှုဖြစ်စီအောင်ပြန်ပြီးတော့မှပေါ်ထုတ်တာအဲ့လိုစိတ်ဝေဒနာရှင်တယ်တွေကအဲ့လိုမျိုးအမှန်တရားကိုကောင်းတာဖြစ်ပြောင်းမြန်လှန်တတ်တဲ့သဘောရှိတယ်နောက်တစ်ခါဒီလိုငြိမ်းချမ်းတဲ့ဇာတ်တွေကိုနိုင်ငံတကာကိုပြသခြင်းအပြင်ငါတို့ဟာအကျန်းဖတ်သမားတွေမဟုတ်ပါဘူးဆွေးနွေးလူသူတွေပါဆိုတော့ ပုံရိပ်ကိုအတုရောင်ဖန်တီးလိုက်တာပဲဖြစ်တယ်။အဲ့တော့ပြောရရင်တော့ရာလက်နေနဲ့ကျွန်တော်တို့လက်ရှိနော်အာနာရှင်ဘေးအောင်လိုက်ဟာစိတ်ဝိညာဉ်ဆွဲကပ်နေတဲ့လက္ခဏာရက်တွေနဲ့နိုင်ငံရေးမှာပြောအောင်ပေါင်းဆက်ပြီးနေထိုင်သူဖြစ်တယ်ဆိုတော့ကျွန်တော်တို့သွားတွေ့ရတယ်။သူတို့ဟာကိုယ်နိုင်ငံကိုယ်နိုင်ငံသားတွေကိုတပ်ဖြတ်ဖြတ်စည်းနေပေမဲ့သူတို့စိတ်ထဲမှာတော့သူတို့ဟာတိုင်းပြည်ရဲ့ကယ်တင်ရှင်ဖြစ်နေစေပဲလို့သူတို့သတ်မှတ်ထားတယ်။အဲ့တော့ဒီလိုလူမျိုးတွေဟာသူတို့ရဲ့လုံရက်တွေပေါ်မှာနောက်နှမဲ့စွာနဲ့ ကောင်းမွန်စွာအိပ်ပျော်နေနိုင်တယ်ဆိုတဲ့အတွေ့အအင်တန်မကိုဝမ်းနေကြည်ကိုပဲကောင်းပါတယ်ဗျာနော်ဒါကြောင့်ကျွန်တော်တို့ဒီကနေ့တော်လိုင်းကြီးကမဖြစ်မနေအောင်မြင်မှဖြစ်မှာပါတို့ဒီအမှန်တရားကိုဘယ်တော့မှမြင်နိုင်မဲ့လူစားမျိုးတွေမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ narcissistic personality disorder npd လို့ခေါ်တဲ့စိတ်ချုပ်ယွင်းမှုနော်ဇယိုက်ချုပ်ယွင်းမှုလက္ခဏာတွေနဲ့စိတ်ဝေဒနာခံစားနေရတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလူစကားကိုတို့ကိုပြောလို့မရပါဘူးဒါကြောင့် ဒီဒေါ်လာရေးကိုကျွန်တော်တို့အောင်မြင်စွာဆင်နွှဲပြီးမှသာလျှင်ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကိုကျွန်တော်တို့လိုချင်တဲ့အနေအထားတိုင်းပေါ်ဆောင်နိုင်မှာဖြစ်တယ်ဆိုတာပြောကြရင်ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြတော့ဘူး